အားလုံးပဲမင်္ဂလာပါဗျခေါင်းသားများအားလုံးစိတ်အချမ်းသာရေကိုယ်ကြီးကျန်းမာရေရှိပါစေဒီ1389ရောက်တော့မယ်ဒီတကြံနှစ်ဆန်းတရက်ကစလို့လာမယ့်တစ်နှစ်တာအတွင်းမှာကာယကံရှင်တွေအတွက်အချစ်ရေးကိစ္စလေးအိမ်အောင်ရေးကိစ္စလေးနည်းနည်းပြောပေးချင်တာဖြစ်တယ်ကျွန်တော်အချစ်ရေးအိမ်အောင်ရေးတိတ်ပြောလို့မရှိဘူးဒီတစ်ခေါက်တော့ကျွန်တော်1389မှာနေတာအတီးတီးအတွက်အချစ်ရေးအိမ်အောင်ရေးကံကြပါကိုပြောပေးမှာဖြစ်တယ်အဲ့တော့တင်းနှုတ်တွေနေရာစအောင်တင်းနှုတ်တွေနေဘွားတွေအတွက်ဒီလို အချိန်ကာလရောက်လာတယ်ဆိုရင်ဒီ1389ရောက်ပြီဆိုရင်အရှိန်တွေပတ်သက်ပြီးအလက်ထပ်ဖို့စီစဉ်ထားတဲ့လူတွေယူမယ်ဆိုပြီးတော့ကျွန်တော်တို့အကြောင်းမျိုးကြောင့်လွဲနေကြတဲ့လူတွေဟာတယောက်ကနိုင်ငံသားရောင်းနေလို့နော်တကယ်ကို NDRR တွေခွဲနေပြီးတော့လက်ထပ်ဖို့အခုတည်းကိုပလန်မဆွဲဖြစ်တဲ့လူမျိုးတွေဒီနှစ်မှာလက်ထပ်ဖို့ကိစ္စအဆင်ပြေပြေလွယ်လွယ်ကူကူနဲ့အားလုံးတိတိဆိုင်ဆိုင်နဲ့ okay သွားတတ်တဲ့နှစ်ပါဒါကြောင့်ပဲ ယူဖို့ရွယ်ထားတဲ့လူတွေမင်္ဂလာဆောင်ဖို့ရွယ်ထားတဲ့လူတွေလက်ထပ်ဖို့ရွယ်ထားတဲ့သူမျိုးတွေဒီနေ့မှဒီနေ့မှလွယ်လွယ်ကူကူလက်ထပ်ပြစ်သွားတတ်တယ်ဆိုတဲ့အနေအထားမျိုးကိုတင်းနှင်းကုန်တဲ့နေ့ပွားတွေမှာတွေ့ရတယ်။အဲ့တော့တင်းနှင်းကုန်တဲ့တာဝမီတွေကစံအားကောင်းပြီးစံပွင့်ပြီးမင်္ဂလာကိစ္စတွေကြုံလွယ်တဲ့နေ့ဖြစ်တဲ့အတွက်မင်္ဂလာမြည်သောလက်ထပ်ဖို့မင်္ဂလာဆောင်ဖို့စေစပ်ဖို့ရုံတက်လက်မှတ်ထိုးဖို့ဒီလိုကိစ္စမျိုးတွေဖြစ်မြောက်လွယ်တယ်ဆိုတာမျိုးကျွန်တော်တွေ့ရတယ်။အိမ်အောင်တဲ့အနေနဲ့လည်းအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့ ျွန်တော်တို့အစမပြေတဲ့ကိစ္စမျိုးတွေရှိနေတယ်။ညှိနှိုင်းရခက်တဲ့ကိစ္စမျိုးတွေရှိနေတယ်ဆိုတော့အိမ်တော်ကြီးမှာပြန်ပြီးပြည်လဲမှုတွေရတာအိမ်တော်ကြီးနဲ့ပတ်သက်ပြီးစိတ်ချမ်းသာစရာတွေထားမှုတွေကြုံရတာအိမ်တော်ဘက်ရဲ့လုပ်ငန်းစည်းဝါပိုကောင်းလာတာအိမ်တော်ဘက်ကအရာရာတိုးတက်လာပြီးတော့သူအဆင်ပြေမှုနဲ့အတူကိုယ်လည်းကျွဲကူရေပါဆိုလို့အဆင်ပြေသွားတာမျိုးတွေလည်းဖြစ်တတ်တော့အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းရန်ကြီးမဆိုးဘူးဆိုတဲ့ပုံစံမျိုးတွေ့ရတယ်။အဲနောက်ပြီးတော့အသက်ကြီးပိုင်းပေါ့အသက်ကြီးပိုင်းလူလို့လူပြိုကြီးအပြိုကြီးတွေ ိမ်အောင်ပြုတ်မယ်လို့ရည်ရွယ်တာတော့မရှိဘူးအာအတတ်တော့ကြီးပြီအချို့ဆိုရင်မုတ်ဆိုးဖို့တွေမုတ်ဆိုးမှတယ်ဟာဆေးဘေးမိယိုလေးတယောက်ရောက်တော့လက်တွဲပေါ်ရှာရင်ကောင်းမလားလို့စဉ်းစားနေတဲ့သူမျိုးတွေလည်းဒီလိုနှစ်ပိုင်းမှာအာကိုနဲ့အဆက်တဲ့လူတယောက်ရောက်နေအိမ်အောင်ကြသွားတာမျိုးတွေဖြစ်တတ်တယ်ဒါကတော့အဲအသက်40ကျော်50ကျော်တွေကိုပြောတာပါအဲ့လိုလူတွေမှလည်းအိမ်အောင်ကြသွားနိုင်တာဖြစ်တဲ့အတွက် မဆိုးဘူးပေါ့အားကောင်းတယ်ပေါ့အဲ့လိုမဟုတ်လူငယ်လေးတွေပေါ့နော်19 20 21 22 23အချစ်ရေးကိုစတင်မြီးဆန်းနေတဲ့လူကိုချစ်ရသူကိုဖွင့်ပြောဖို့အတွက်ဟိုစမ်းသားနေတဲ့လူမျိုးတွေဆိုရင်ဒီလိုနှစ်ပိုင်းမှာကိုချစ်ရသူကိုချစ်တဲ့အကြောင်းဖွင့်ပြောလိုက်တာကပို့ပြီးတော့ရလက်တိတာနိုင်တယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်။ကောင်းသောရလက်ကရခိုင်နှုန်းများတယ်။မကောင်းတဲ့ရလက်ကနည်းပါလိမ့်မယ်။ထားပါတော့ဒီဒီနှစ်မှာတင်းငွေနေပွားတွေကကိုချစ်ရတဲ့သူကိုချစ်ကြောင်းဖွင့်ပြောမယ်ဆိုရင် 10ယောက်မှာ900လောက်ကပြန်လက်ခံတာမျိုး3ယောက်လောက်ပဲအငင်းခံရတာမျိုးရှိတတ်တယ်ဒါကြောင့်တင်းကလေးသားသမီးတွေအနေနဲ့ကိုချစ်ရသူကိုဖွင့်ပြောလို့ကောင်းတဲ့နေ့ထက်မှာပါတယ်ဟော900လောက်ကတော့ကန်ကောင်းနေမယ်ကန်ဆိုပြီး3ယောက်လောက်ကတော့ဝပြင်းငင်းတာတော့ကြုံကြုံရမှာပေါ့ဗျာဒါသဘောပြောပြเนาะအဲ့ဒီအချက်မျိုးတွေတွေ့ရတယ်တင်းနင်းလာတင်းလာနေဘွားတွေရဲ့ဒီနေ့မှာအချစ်ရေးကန်ကစမ်းပွင့်နေတယ်ခြေနေကောင်းတယ်ဒါပေမဲ့စမ်းကဘလို့ဖြစ်နေလဲဆိုတော့မတဲ့တဲ့စမ်းဖြစ်နေတာမတဲ့တဲ့စမ်းဖြစ်နေတာအဲ့တော့ ပေါ်ပေါ်ထင်းနေမဟုတ်ဖဲနဲ့တူတူတိတ်တိတ်တွဲရဲကိစ္စမျိုးတွေနော်ရေရှည်ကျွန်တော်တို့တွဲဖို့မဟုတ်ဖဲနဲ့ယာယီခဏတွဲတာမျိုးတွေအဲဒီလိုမျိုးကိစ္စလေးတွေလူတိမခံဝင်တဲ့အချစ်ရေးမျိုးတွေအဲအချို့ဆိုရင်ဒါအတူတူနေဖို့အကိုအပြောခံရတာမျိုးလေဗီတူကေတာနေကြမယ်ငါတို့တော့တရားဥပမာလက်မှတ်မထိုးသေးဘူးတရားတရားအဲ့လိုကိစ္စမျိုးတွေတိုးတိတ်နေတဲ့ပြဿနာတွေအချစ်ရေးမှာမရှင်းမရှင်းမရှင်းပြဿနာလေးတွေကြုံရတဲ့ စမ်းမပွင့်အောင်ပြောတာမဟုတ်ဘူးเนาะအခြေအကံမကောင်းအောင်ပြောတာမဟုတ်အဲ့လိုဇက်ရှုပ်အမွှေးလေးတွေကြုံရတတ်တာဖြစ်တဲ့အတွက်သိထားဖို့တော့အဲ့ဒါလေးလိုတယ်အဲတခုတော့အားနေချက်ရှိတယ်အဲဟိုလဲလုံးနဲ့ဘေးချီးတင့်တယ်ဆိုတဲ့ဇကားလို့ပေါ့ဟိုရှင်နေကလူလဲပေါ့နော်ဒီစားရီဒီရောက်ဒီရောက်ထားပြီးရဟိုထားခဲ့ဟိုဟာဖြစ်ဒီဟာဖြစ်အဲ့လိုလူယုံမာတွေအတွက်တော့ဒီနေ့ကကန်ဆိုးတဲ့နှစ်ပါနော်သူ့ထောင်ချောင်းနဲ့သူပြန်မိပြီးတော့ဒုက္ခရောက်တဲ့နော်အဲ့ဒါလေးတစ်ချက်တော့ကျွန်တော်တို့ ဓာတိထားဖို့လိုလိမ့်မယ်အိမ်အောင်ကြီးကန်တဲ့ပတ်သက်ရလဲတင်းလာသားပြီးရဒီနှစ်ပိုင်းကအိမ်အောင်ကြီးနဲ့ပတ်သက်ပြီးစိုးနေတဲ့အနေထားမျိုးမတွေ့ရပါဘူးရိုင်းညံ့နေတာမျိုးမဟုတ်တဲ့အတွက်အိမ်အောင်ကြီးမှာလဲပုံမှန်လေးတာယာမှုအဆင်ပြေမှုတွေရှိနိုင်တယ်ဟိုတူတူတိတ်တိတ်ကိစ္စမျိုးတွေဟိုအိမ်အောင်ဘက်မသိအောင်ဆောင်ရွက်တဲ့ကိစ္စမျိုးတွေတတ်နိုင်လောက်မလုပ်တာကောင်းပါတယ်အထင်လွဲစရာအမြင်လွဲစရာကိစ္စမျိုးတွေကြုံသွားနိုင်တယ်ဆိုတော့ပုံစံမျိုးတွေ့ရပါတယ်ဒါအပြင်ကျွန်တော်တို့အင်္ဂါသားသမီးတွေပဲတော့အင်္ဂါသားသမီးတွေရဲ့အခြေအကံကြပါဒီနှစ်မှာ အရင်ကြီးကောင်းနေတဲ့အနေအထားမျိုးကျွန်တော်တို့မတွေ့ရအောင်စမ်းနဲ့ပတ်သက်တဲ့ဂျိုကနည်းနည်းလေးအားနေနေတယ်ဟိုမတည်ငြိမ်မှုအပြောင်းလဲဖြစ်တယ်ဆိုတဲ့နေရာမှာရောက်နေအဲ့တော့အချစ်ရင်အိမ်အောင်ရင်းမှာ change ဖြစ်လွယ်တယ်ဆိုတဲ့ပုံစံကိုပြောတာထားပါတော့ဗျာအချစ်တယောက်နဲ့ပြတ်ပြီးနောက်တစ်ယောက်နဲ့အတိတ်ရောက်တာမျိုးနော်လက်ရှိကြီးစားနဲ့ဝင်းနေလို့နီးစက်တဲ့လူတစ်ယောက်နဲ့ထပ်ပြီးတော့အဆင်ပြေသွားတာမျိုးအိမ်အောင်တွေဒီမှာလဲအဲ့လိုပေါ့ ။အဲရဇနီးများလျှောက်ကြားနဲ့ခွဲပြီးတနေရာမှာအလုလုနေတာမို့လို့ဇနီးများခင်မုန်းမရှိငယ်လုပ်ငန်းခွင်ထဲမှာနှီးကျက်တဲ့လူနဲ့ညှိသွားတာမျိုး။ဒါဒီလိုမျိုးလေးတွေဟာအစကျွန်တော်တို့ကြုံရတတ်တာဖြစ်တဲ့အတွက်ဟိုအနေဝေးလို့သွေးအေးနေကြတဲ့လူတွေအနေနဲ့တော့အင်္ဂါသားမိတွေအနေနဲ့တော့ကိုယ်အိမ်အောင်ပန်းနဲ့ကိုယ်ချစ်သူနဲ့ဝင်းနေတယ်ဆိုရင်တော့ပြောမရဘူး။အခက်မသိရင်အစ်စ်အစ်စ်တွေလည်းထပ်ပေါ်လာနိုင်တယ်ဆိုတဲ့အနေအထားမျိုးကြုံရတတ်တာဖြစ်တဲ့အတွက်အင်္ဂါသားသမီးတွေရဲ့အခြေအနေအောင်ကြီးကအမြဲတမ်းနှွေးထွေးနေဖို့ လိုပါတယ်မနှွေးထွေးလို့နည်းနည်းလေးအေးဆက်သွားတာနဲ့နီးစက်တူနဲ့ညှိဆွန်သွားနိုင်တာဖြစ်တဲ့အတွက်အဲ့ဒါလေးကိုကျွန်တော်တို့မမေ့စေချင်ဘူးနောက်ပြီးကျွန်တော်တို့သိထားရမယ့်အချက်တစ်ခုရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့မမီးတို့အနေနဲ့ကိုထက်ငယ်တဲ့သူနော်ကိုထက်ငယ်တဲ့လူနဲ့တွားပြီးတော့ညှိဆွန်တယ်ဆိုရင်နည်းနည်းလေးဖြတ်အပ်ခတ်တာမျိုးသူ့ရဲ့ဇက်ရှုပ်တွေကိုလိုက်ရှင်းမရတာမျိုးတွေဖြစ်တတ်တဲ့အတွက်ဒီနေ့မှချစ်သူကြီးစားထားတဲ့ခါကျရင်အင်္ဂါသားမိရကိုထက်ငယ်တဲ့လူကိုနည်းနည်း ရွေးတော့မယ်ဆိုရင်နည်းနည်းစဉ်းစားဖို့တော့လိုလိမ့်မယ်เนาะအဲ့ဒါလေးတစ်ချက်သိစေချင်တယ်ဗုဒ္ဓဘူးဗုဒ္ဓဘူးတာမင်းတွေရဲ့အခြေအိမ်တော်ကြီးကဒီနှစ်မှာကန့်ခေနေတယ်လို့တော့ပြောလို့မရဘူးဒါပေမဲ့ကံမကောင်းတဲ့အချက်လေးတွေလည်းတော်တော်များများတွေ့ရတယ်ဘလို့ကန့်ခေနေတာမျိုးမဟုတ်ဘူးလဲဆိုတော့တာမန်သမီးစားတွေစုံသွဲတွေအနေနဲ့ကတော့ကျွန်တော်တို့အရင်ကြီးပြဿနာရှိနေမှာမဟုတ်ဘူးဘလူလူတွေကပြဿနာရှိတယ်ဆိုတော့တယောက်ယောက်ကိုချစ်လို့စတွဲကျင်တယ်လို့စဖွင့်ပြောကျင်တယ်လို့အဲ့လိုမျိုးကိစ္စတွေမှာအဆင်မပြေတာများတယ်ဗျကိုချစ်လို့ဖွင့်ပြောမယ်ဆိုရင်အငင်းခံရတာများတာ အဲကိုလက်မခံတာများတာအဲ့ဒီအချက်လေးတွေတော့တွေ့ရတယ်။အဲ့တော့ဟိုပုံမှန်သမီးစားအတွဲတွေအနေနဲ့ပြလာမရှိပေမဲ့အစ်စ်အစ်စ်တွေကိုစတင်စူးစမ်းနေတဲ့လူမျိုးတွေဆိုရင်အဆင်မပြေဘူး။အိမ်တော်ရင်းမှာလည်းကျွန်တော်တို့အဆင်ပြေကြရတယ်ဆိုပေမဲ့တားသမီးနေနဲ့ပတ်သက်ဆက်နွယ်ပြီးအိမ်တော်ဘက်နဲ့စကားများရတာမျိုးရွှေမျိုးသားညတယောက်ယောက်နဲ့အနီးကပ်လူတယောက်ယောက်နဲ့ဆက်ဆက်ပြီးတော့အိမ်တော်ဘက်နဲ့စကားများပြဿနာတက်တာမျိုးတွေလည်းဒီနှစ်မှာဖြစ်နိုင်တာဖြစ်တဲ့အတွက်ဗိုလ်ဘူးသားမီးတွေရဲ့အခြေအိမ်တော်ကြီးကတော့အရင်ကြီးကောင်းနေတယ်လို့တော့ပြောလို့မရအောင်။ကြာရေးသားမီးတွေ ဂျာရီတာဖိတရာဒီနေ့မှာစမ်းအားကောင်းတယ်စမ်းအရန်ပွင့်တယ်အဲလူချစ်လူခင်လည်းများနေလိမ့်မယ်အချစ်အိမ်တော်ကြီးမှာဘာမှအရန်ကြီးအပြစ်ပြောစရာမရှိဘူးမူလတို့ရဲ့ဖွာစားတာတို့ရဲ့ရောက်နေတဲ့ဒတာကာလအပိုင်းခြားတို့ရောက်နေတဲ့အသက်အပိုင်းခြားရညံ့တဲ့လူလောက်ကလွဲရဲ60ရာခိုင်နှုန်းသောဂျာရီတာမီရဲ့အချစ်အိမ်တော်ကြီးကံကလုံးဝအဆိုးမရှိဘူးကောင်းနေတယ်အဲတော့ကောင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်အပြစ်ချာကြီးမပြောတော့ဘူးကောင်းတယ်လို့ဒါမှတ်ထားလိုက်ပါအဲတော့တောက်ကြတာမီရဲ့ တောက်ကြသားမီးတွေကကျွန်တော်တို့မကြိုက်တဲ့အပိုင်းကပါလဲဆိုတော့ဟိုအရွယ်တစ်ခုရောက်ပြီးစင်ကြုံတရားအတွေးခေါ်ရှိနေတဲ့တောက်ကြသားမီးတွေကိုကျွန်တော်တို့ကတော့မပူဘူးဘလို့လူတွေကိုပူလဲဆိုတော့အထူးသဖြင့်ကျွန်တော်တို့ငယ်ရွယ်သေးတယ်ဘာမှလည်းမသိသေးဘူးအချစ်ကိုလည်းစိတ်ကစားတဲ့အရွယ်ပေါ့နော်စိတ်ကစားတဲ့အရွယ်အချစ်နဲ့ပတ်သက်ပြီးလဲတော်တော်များများမှာကျွန်တော်တို့အဆင်မပြေဖြစ်နေကြတဲ့သူမျိုးတွေဆိုတော့ကျွန်တော်နည်းနည်းလေးအားနေချက်ရှိပါတယ်เนาะအဆင်မပြေကြတဲ့သူမျိုးတွေဆိုရင်အခြေအနေပတ်သက်ဆက်နွယ်ပြီးတော့ အားနေချက်ရှိတယ်ဘလို့အားနေချက်ရှိတာလဲဆိုတော့အခြေအနေပတ်သက်ဆက်နွယ်ရင်ဟိုဒီနှစ်ပိုင်းရောက်လာပြီဆိုရင်ကျွန်တော်တို့မိန်းကလေးငယ်ငယ်လေးတွေပေါ့မိကောင်ပေါ့ရွယ်16တို့16တို့17တို့19တို့အဲ့ဒီအရွယ်လေးတွေမှာတိတိတတာကျွန်တော်တို့ကတိတိတတာကျွန်တော်တို့အားနေတာတွေ့ရတယ်ဟောတော့ကိုကခုမှငယ်ငယ်လေးရှိသေးတယ်လာကြိုက်တဲ့လူကကြီးစားတွေအများကြီးထားရတယ်ဇက်ရှုပ်တွေမုတ်ဆိုးပိုးတွေတခုလက်တွေမိမကြမ်းကြည်နေတဲ့လူမျိုးတွေ ယောက်ျားချမ်းကျင်နေတဲ့လူမျိုးတွေအဲ့လိုလူတွေကကိုယ်ကိုလာပြီးတော့ဒီစီကလီလာလို့တယ်ကိုကလည်းအခုမှအချစ်ဆိုတာနှစ်ဖူးတွေတူတွေတွေ့တော့ဘာမှမသိဘူးအဲ့လိုလူမျိုးတွေတရိပ်ထားပါအဲ့တော့တောက်ကြသားသမီးလွတ်လွတ်လူငယ်လေးတွေဆိုရင်မိဘတွေအနေနဲ့အုတ်ထိမှုအောက်ကနေလုံးဝလွတ်မသွားသေးနဲ့သူဘသူနဲ့ချက်နေလဲသူဘသူနဲ့ပြောနေလဲသူဘသူနဲ့စကားပြောနေတာလဲအကုန်လုံးဒီနှစ်မှာချက်ပါမချက်တာနဲ့အန္တရာယ်ရှိပါတယ်အဲ့ဒီတစ်ခုပဲပြောနေတယ်အခြားအိမ်တော်ကြီးနဲ့ပတ်သက်ဆက်နွယ်ရတာတို့ အခြားသမီးစားရှိပြီးသားသူမျိုးတို့ဒါတွေတော့ကျွန်တော်မပြောလို့ဘူးသတိထားဖို့လိုတယ်ဒီနှစ်ကမဖြစ်တဲ့လူတွေနဲ့ကြိုက်သွားတာ online ကနေစာရိုက်ရင်းနဲ့တယောက်ယောက်တွေ့လို့နော် online ကနေချစ်သူရသွားတာ online ချစ်သူတွေကတည်တဲ့အတိုင်းပဲဟိုကဘာကောင်လဲဘာဆက်ရှုပ်လဲငါပွေးလာပါလဲမသိရဘူးမသိရတာဖြစ်တဲ့အတွက်အဲ့ဒါတွေနဲ့ပတ်သက်ဆက်နွယ်ပြီးလဲကျွန်တော်တို့အားနေတာတွေ့ရတယ်ဒါကြောင့်ပဲတက်နိုင်ရင်မျက်မြင်ကိုတွေ့အကြောင်းအကြောင်းတိအတွင်းတိအစင်းတိမဟုတ်ဖဲနဲ့တယောက်ယောက်ကိုသွားကြိုက်မိတယ်ဆိုရင်လုံးဝအဆင်မပြေဘူးတော့ အွန်လိုင်းကကြိုက်တာမျိုးအဝေးကလူကိုလှမ်းကြိုက်တာမျိုးနော်အဲ့လိုမျိုးတွေဆိုရင်တော့တတိထားဖို့လိုပါတယ်အဲနောက်ပြီးတော့ကျွန်တော်တို့သိထားရမယ့်အချက်ကဒီနှစ်ပိုင်းမှာအိမ်တော်ရေးတွေမှာလည်းတက်နိုင်သေးတတိထားရမယ့်အချက်တွေရှိတယ်အထူးသဖြင့်အိမ်တော်ဘက်နဲ့ပတ်သက် ပြီးတော့ဟိုကိုယ့်ရဲ့လုပ်ငန်းဆောင်တာရင်းနဲ့ပတ်သက်ပြီးတော့အခြားဒဇင်းတယောက်ပါလာတယ်ဒါလင်မတူတူတွေပါလာဆိုပြောပြတာဖို့လိုတယ်ဒါတော့ငါလုပ်ငန်းဝင်ကဆက်ဆံနေရတဲ့လူဒါတော့ငါသူနဲ့စကားပြောနေရတယ် အလိုမျိုးပြောပြတာဟုတ်လို့လေအဲ့လိုမဟုတ်ဘဲနဲ့မရှင်းမရှင်းဖြစ်နေတယ်လို့ဟိုကထင်သွားပြီးတော့တဖက်လူကိုပြဿနာသွားရှာတာအိမ်တော်ကြီးနဲ့ပတ်သက်ပြီးကိုဝဲပါမျက်နှာပြရတာအဆက်တကွဲဖြစ်ရတာဒါတွေကကြုံရနိုင်တယ်နော်ပြီးတော့စနေသားမိတွေတော့စနေသားမိတွေရဲ့အချစ်ကြီးအိမ်တော်ကြီးကံကဒီနှစ်ပိုင်းမှာအရင်ကြီးကောင်းနေတယ်လို့ကျွန်တော်တို့ကတော့မယူဆဘူးပေါ့နော်မယူဆဘူးဟိုပုံမှန်အနေထားမျိုးရှိတယ်ဒါပေမဲ့ဘယ်လိုပြောမလဲဆိုတော့ညံကြီးတဲ့လူတွေဖြစ်ဖို့လိုတယ်ကိုကိုကြိုင်ကော ကိုယ့်ရဲ့ချစ်သူညံမကြည့်အန်ရည်များတယ်ဘာဖြစ်လို့ဆိုစနေသားမိတွေကိုဒီနေ့နှောက်ရက်ပေးတာကဂျားလူတွေဗျအနီးကလူတွေထားပါတော့အိမ်အောင်တဲ့တွေဆိုရင်ရောက်ခမတွေကတွေးထိုးတာတို့ရောက်မတွေရောက်ဖတွေကတွေးထိုးတာတို့သူ့မိဘတွေကတွေးထိုးတာအဲ့မှာအိမ်အောင်ကြီးမှာပြဿနာတွေတက်လာသမီးစားဆိုလည်းလိုပဲဂျားလူကကိုယ့်ကိုပြက်စေခြင်းနဲ့စိတ်နဲ့ဟိုဘက်ကဒီလိုပြောဒီဘက်ကဒီလိုပြောဟာဟိုလိုတွေပြောဒီလိုတွေပြောကိုယ်တွေသမီးစားကိုမပြက်ပြက်အောင်လောက်ကြတာမျိုးတွေကြုံရတယ်အဲ့ကိုအရင်ကရှုပ်ခဲ့တဲ့ငယ်ချိုးငယ်နာတွေပေါ်တာမျိုး အရင်ကြီးစားတဲ့တော့ကသူကဘလို့နေခဲ့တာရှောက်ပြောတာပြောတာအဲ့ဒီကနေမှတယောက်တယောက်နဲ့မျက်မှုံးကျိုးပြီးတော့အထင်နဲ့လွဲပြက်ဆဲအဲ့လိုတွေဖြစ်အောင်လုပ်မဲ့လူမျိုးတွေကြုံရတတ်တာဖြစ်တဲ့အတွက်ဒီနှစ်မှာစနေသားမီးတွေအနေနဲ့အခြေရေးအိမ်တော်ရေးမှာနည်းနည်းတရိပ်ထားဖို့လိုပါတယ်ဒါအပြင်ဒီနှစ်မှာစနေသားမီးတွေဘာဖြစ်လဲဆိုစွန့်စားလို့စိတ်သိပ်ပြင်းထန်နေတာအာချစ်သူနဲ့ဘွားအစ်တခုရင်ဆိုင်ရင်းမယ်နော်ကကိုချစ်တူတာလက်တွဲကိုရမယ်ဆိုရင်ဓာတ်တောင်ကြော်မယ်မိပင်လည်းဖြတ်မယ်ဆိုရယ်စိတ်ပြီးဝင်နေတတ်တယ်နော် ဒီနေ့မှာအချစ်တွေစွန့်စားခြင်းနေတာခိုးပြေးမယ်ဆိုတဲ့စိတ်မျိုးဝင်နေတတ်တယ်။ဒါကြောင့်ပဲကိုသားသမီးတွေဆိုရင်နည်းနည်းတော့ကိုသဘောမတူတဲ့တယောက်ယောက်နဲ့တွဲနေဆိုတော့မိဘဟိုင်နေနဲ့ကူးဆိုင်ပါစွန့်စားမယ်ကိုချစ်ရည်လိုက်ရဲလားဆိုပြီးတော့ပါသွားတတ်တယ်နော်။နော်ဒါလေးကိုသိစေချင်ပါတယ်။ဒါဆိုရင်ခုနရဲ့သားသမီးတွေအားလုံးရဲ့အချစ်အိမ်တော်ရဲ့ကံတော့အကြမ်းမြင့်တိလောက်ပြီးထက်ပါတယ်။ကျွန်တော် host line ရေးပြီးတဲ့ခါကျရင်တော့ပြည့်ပြည့်စုံစုံဖတ်ရပါလိမ့်မယ်။အားလုံးပဲနေကောင်းကြပါကြပါသေးဗျာ။